မင်္ဂလာပါရှင်။အော်တိုဘာလ10ရက်တောက်ချာနေရဲ့ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့ FOS အစီအစဉ်အတွက် MFF နဲ့ဝင်ကြီးဌာနနှစ်ခုသုံးဝင်ဆိုင် MOU လက်မှတ်ရေးထိုးတဲ့သတင်းဖြစ်ပါတယ်။မြမဘော်လုံးဖွံ့ဖြိုးတိုးတက်ရေးအရေးမြင့်ဖြစ်တဲ့အခြေခံပညာကျောင်းများရှိကျောင်းသူကျောင်းသားများဘော်လုံးအကစားကိုပုံမှုကစားခွင့်ရရှိရန်ရည်ရွယ်ပြီး Fever Football for School FOF Season 2မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF နဲ့လူငယ်နှင့်အကစားဝင်ကြီးဌာနနှင့်ပညာရေးဝင်ကြီးဌာနတို့သုံးဝင်ဆိုင် MOU လက်မှတ်ရေးထိုးဝယ်ကူအောက်တိုဘာ10ရက်က Hotel Mess နေပြည်တော်တွင်ပြုလုပ်ကြောင်းသိရပါသည်အခမ်းအနားသို့ပညာရေးဝင်ကြီးဌာနအခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးကျော်စွာတွင်အကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးညံစောဦး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထွေထွေတွေ့ရမှုဦးထွန်းထွန်းအောင်နဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ် FIFA Football for School Season နဲ့ပတ်သက်လို့ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးကျော်စွာသွင်းအာကစားနေကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးညံစိုးတို့မှအမှားစကားပြောကြားကြပါတယ်အဲ့ဒီနောက်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထွေထွေတွေ့ရမှုဦးထွန်းထွန်းအောင်မှ FIFA Football for School Season နဲ့ပတ်သက်လို့ရှင်းလင်းတင်ပြမှုပြုလို့ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ မြန်မာတရုတ်ချစ်ကြည်ရေးအသင်းကနေပြည်တော်ရှိဝန်ထမ်းမိသားစုများကိုဆူလာပစ္စည်းများပေးအပ်တဲ့တရင်ဖြစ်ပါတယ်။တရုတ်ပြည်သူသမ္မတနိုင်ငံ Blue Sky Recruit တင်သည်မြန်မာတရုတ်ချစ်ကြည်ရေးအသင်းဘဟုမှတစဉ်နေပြည်တော်ရှိဝန်ကြီးဌာနများကဝန်ထမ်းမိသားစုများအားအိမ်သုံးဆူလာပစ္စည်းများနှင့်ခြံထောက်များကိုအောက်တိုဘာ၈ရက်ကပေးအပ်ကြောင်းသိရပါတယ်။တည်ရန်စာတနှင့်တဘာဝပတ်ဝန်းကျင်ထိသေးရေးဝန်ကြီးဌာနမှဝန်ထမ်းမိသားစုများအတွက်အိမ်သုံးဆူလာပစ္စည်းအစုံတရာနှင့်ခြံထောက်အလုံး၄၀၀ ိဘန်နေနီးပညာဝင်ကြီးဌာနကဝန်ထမ်းမိသားစုများအတွက်အိမ်သုံးဆိုလာပစ္စည်းအစုံတရာကျန်းမာရေးဝင်ကြီးဌာနလက်အောက်ရှိဂျေးလက်ကျန်းမာရေးနှင့်စေဘေးကမ်းများတွင်အသုံးပြုရန်အတွက်အိမ်သုံးဆိုလာပစ္စည်းအစုံတရာကိုလှူဒန်းကြကြောင်းသိရပါတယ်ရှင်ထပ်မံတင်ဆက်ပေးမှာကတော့ကြောင်မဲမျိုးတွင်ကြောင်အပ်စတင်လက်ခံတဲ့နှစ်ရက်တွင်ကြောင်သားကြောင်သူတထောင်ကျော်လာရောက်အနှံ့နေတဲ့တွင်ဖြစ်ပါတယ်တမရောကရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုအလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်အောက်တိုဘာ9ရက်ကအဆိုပါကြောင်မဲမြို့ရှိ အမတ်တိအခြေခံပညာအထက်တန်းကျောင်းတွင်တန်းစဉ်အလိုက်ကျောင်းအပ်လက်ခံခြင်းကိုစတင်လက်ခံခဲ့ရာအောက်တိုဘာ၈ရက်နေ့ကကျောင်းသားကျောင်းသူ136ဦးလာရောက်ကျောင်းအပ်နိုင်ခဲ့ရာကြောင့်နှစ်ရက်တွင်ကျောင်းအပ်သူ1042ဦးရှိလာပြီဖြစ်တယ်လို့သိရပါတယ်။အဆိုပါကျောင်းအပ်နိုင်တဲ့ကျောင်းသားကျောင်းသူများအားပညာရေးဝန်ကြီးဌာနမှအခမဲ့ပေးတဲ့ကျောင်းသုံးဆောင်များစာရေးကိရိယာများနဲ့ထောက်ပံ့ပစ္စည်းများကိုတပါးတည်းပေးကြပြီးဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည့်များစာမျက်ပေးကြကြောင်းသိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ မြန်မာယူရယင်ကြီးမှုအစိုးရရေးတီးဘ ਹੁ အဆင့်ပြိုင်ပွဲကျင်းပနေမှုကိုဘယ်လာရုစ်နိုင်ငံမှဖြိုရီးအဖွဲ့တွားရောက်လည်လာတဲ့တွင်ဖြစ်ပါတယ်။နေပြည်တော်တွင်ကျင်းပလျက်ရှိတဲ့26ကြိမ်မြောက်မြန်မာယူရယင်ကြီးမှုအစိုးရရေးတီးဘ ਹੁ အဆင့်ပြိုင်ပွဲကျင်းပနေမှုကိုဘယ်လာရုစ်နိုင်ငံမှဖြိုရီးအဖွဲ့ကအောက်တိုဘာ10ရက်တွင်တွားရောက်တည်ရှိလည်လာကြတယ်လို့သိရပါတယ်။ အစပါဘယ်လာရုရှ်နိုင်ငံမှဖြောပြေးရေးအဖွဲ့သည်သာသနာရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနယဉ်ကျေးမှုရှေ့သနာခန်းမှမှပြိုင်ပွဲဝင်များ၏ဒိုမင်အတီးပြိုင်ပွဲတိခက်ရှင်ပြိုင်နေမှုအမျိုးသားပြရိုက်တွင်မဟာဂီတတည်သင့်အစုပြိုင်ပွဲတည်ဆူရှင်ပြိုင်နေမှုမြမယူရာတူရီယာများတေဥပြတိခက်ပြသမှုတို့ကိုစိတ်ဝင်စားကြည့်ရှုလေ့လာကြပြီးညနေပိုင်းတွင်အကပြိုင်ပွဲနှင့်ဆိုင်းအတီးပြိုင်ပွဲရှင်ပြိုင်နေမှုများတို့ကိုကြည့်ရှုအားပေးကြရင်လို့သိရပါတယ်ရှင်